နံပြားလေးနဲ့စိတ်သားလေးနဲ့ကိုအရရာရှိရှိလေးစားမယ်ဆိုရင်အလုံးမတမလုံးမတမနော်စားဖို့ကောင်းမဲ့စိတ်သားလေးကိုဘလူးချက်လေးဆိုတာကျွန်တော်ကြည့်ပေးကြပါအောင်နော်ဟွန်းတော့ဟူအင်းညာဟွန်း မညှိအောင်လုံးဝမညှိအောင်ချက်နည်းလေးပြပါမယ်အများစုကျွန်တော်တို့ကိုယ်တိုင်လည်းဗမာပြည်တနင်္လာသွားကြည့်တယ်မှာစိတ်သားစားလိုက် စိတ်သားအရင်ကြိုက်ပါ ကျွန်တော်တို့ကအမဲသားဝတ်သားမစားတော့စိတ်သားကိုအရင်ကြိုက်ပါလေဒါပေမဲ့စားလိုက်ရင်စိတ်ညစ်တယ်တအားနံတယ်ဒါကျွန်တော်မိသားစု၄ယောက်စားတော့ပါတပိတ်တာဝယ်ထားတာကိုကျွန်တော်တို့35ချက်သားလောက်ထည့်ပါတယ်နော် 35ခါကြာတော့ထည့်ပါတယ်။ရေ3ဓာတ်လောက်ဆေးပြီးသားအရေးကြီးဆုံးကတော့မင်းကြီးအောင်ရေ3ဓာတ်လောက်ဆေးရပါတယ်။အဲ့လိုနောက်ပြီးစိတ်သားလည်းလက်ဖို့လိုပါတယ်။စိတ်သားမလက်ရင်တော့သေးကြပါတယ်။စိတ်နှံ့ရင်ထွက်နေပါတယ်နော်။ तू ကမနာခင်မှာစိတ်နှံ့ထွက်ပါ။အဲ့တော့ဗီနီကာလေး၄ဆုံးစာလောက်၅ဆုံးစာလောက်ဆက်ဆက်လေးနဲ့ဗီနီကာလေးနဲ့ဆေးလိုက်ပါဦး။ကဲဗီနီကာလေးနဲ့ဆေးမယ်။ ီနီဂါလေးနဲ့ဟုတ်လို့ပဲနေပြီးတော့ဆေးပြီးသွားရင်ခဏလောက်10မိနစ်လောက်ဆေးပါမယ်နော်10မိနစ်လောက်ဆေးပြီးကျွန်တော်တို့ရေဆေးပါမယ်ဗီနီဂါလေးကိုပြောင်းဆေးပြီးတဲ့နေရာမှာကျွန်တော်တို့ကနော်ရေလေးကိုစစ်မယ်ပြောင်းဆေးပြီးရေလေးကိုစစ်ပါတယ်နော်ပြောင်းဆေးရေလေးစစ်တယ်ပြီးတော့လာပါပြီခင်ဗျချင်း ချက်သွင်းကြီးချက်သွင်းကြီးထောင်းလာတာကျွန်တော်ရေခဲတက်တာတွေထောင်းပြီးကြိုထဲ့လာတာပေါ့နော်အနှစ်များများလေးတောင်းရပါတယ်ပြီးတော့ကျွန်တော်တို့ဒီမှာယူဒီမောက်အနှင်းငယ်ပဲထည့်ပါနော်ကျွန်တော်အချိုလေးအချိုလေးလိုချင်လို့အနှင်းငယ်ပဲထည့်ပါတယ်ယူဒီမောက်နော်နောက်ပြီးတော့မက်ဆလာ ဒါကိုယ်တိုင်ကြိတ်ထားမှာလဲနောက်နေ့မဆလာကြိတ်နည်းလေးပြပါဦးမဆလာလေးကိုထမင်းစားစုံနှစ်စိုးစားလောက်ထည့်ပါနောက်ပြီးတော့ဒါကတော့ organic စနေမုံပါစနေမုံစစ်စစ်နည်းနည်းလေး coffee စုံတစ်စုံစားလောက်ပဲထည့်ပါเนาะသိအများကြီးထည့်လို့မရဘူး तू อ่ะမချက်တတ်ကြဘူးဆိုတာဘာတစ်ခုလဲဆိုတော့ဟော ဟင်းနောက်ငံပြိုင်ထည့်သုံးတယ်သူ့ငံပြိုင်လုံးဝထည့်လို့မရပါဘူး CEO ကျွန်တော်ဒါ30သားလောက်ထည့်မယ်ဗောနော်ဥလွယ်အောင်မှာတန်လာဒီနေကြစီဖြစ်ပါတယ်ကဲကျွန်တော်တို့ကထည့်ရမှာအချို့မလုံးဝမသုံးပါဘူးကျွန်တော်တို့ဒါရှိပါ9သားမဟုတ်သုံးပါတယ်ဒါရှိ9သားမဟုတ်မှာဒါရှိ9သားမဟုတ်ထည့်ပါလေခင်ဗျာ သူကအဖို့လေးရောပါပြီးသားဖြစ်တယ်ဆိုကျွန်တော်တို့ကပော့ပော့စားတဲ့လူလို့ထစားထမချဲ့တော့ပါအောင်နေသာနေပြီဗျာနေပြီအသားတွေအရသာတွေဝင်အောင်နေပါလေဟမ်အသားတွေအရသာပြနေတာဆုတ်ဆုတ်ပြီးနေရပါလေနော်ကဲမိဖို့လေးကို မီးလေးလျှော့ပြီးတော့သဲပါမယ်လက်စေးလေးနည်းနည်းထည့်ပြီးတော့မီးအေးအေးလေးနဲ့45မိနစ်လောက်တဲလိုက်မယ်ဆိုရင် အလွန်မတမနူးညံ့ပြီးတော့အနှစ်ရသာညံ့ညလေးနဲ့စားလို့ကောင်းတဲ့စိတ်တိုင်းတော့ခုမညှိဘဲနဲ့အလွန်မတမအရသာရှိသွားရရှိပါတယ်ခင်ဗျာ